ားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပတ်သက်တပြားမှမကုန်ပင်းတဲ့ trading strategy တွေကိုလေ့လာလို့ရမယ် trading နေလို့လို့ရမယ် feature တခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ Binance ကလုပ်ပေးထားတဲ့ demo trading အကြောင်းဖြစ်ပါတယ် demo trading ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကိုယ့်ရဲ့ပတ်သက်အစ်စ်ကိုမတုံမင်းနဲ့ဒီထဲမှာရှိနေတဲ့သူတို့အစမ်းသုံးမှုပေးထားတဲ့ပတ်သက်တွေပေါ့နော်ထုတ်လို့တော့မရှာဘူးပေါ့ ပြောရရင် monopoly ပတ်ဆက်ပုံစံမျိုးပေါ့ဒီပတ်ဆက်တွေကိုသုံးပြီးတော့ကျွန်တော်တို့ trading strategy တွေကိုစမ်းလို့ရမယ်တကယ် trading position တွေကိုစမ်းဝင်ပြီးတော့ trade လုပ်ကြည့်လို့ရမယ်ပုံစံမျိုးဖြစ်ပါတယ်ဒါကရင်တော့ကလည်းဒီလိုမျိုး demo trading တွေကိုမိတ်ဆက်ပေးကြတာမျိုးတွေရှိတယ်အရင်ကတော့ future မှာပေါ့နော်ဒါပေမဲ့တိတ်ပြီးတော့သုံးလို့အဆင်မပြေဘူးဈေးအတက်ကြတွေအများကြီးနဲ့တကယ် real market နဲ့ကွာဟနေတာမျိုးတွေကြုံရရတာတွေရှိတယ်သို့တော့အခု demo trading ဆိုပြီးတော့ feature အသစ်တစ်ခုအနေနဲ့ icon လေးနဲ့ပါခွဲပြီးတော့ထုတ်ပေးလာတာဖြစ်ပါတယ်။တကယ် real market နဲ့အရင်ကွာခြားနေရမျိုးမဟုတ်တော့။နည်းနည်းလေးတော့ကွာကောင်းကွာနိုင်တာပေါ့နော်။သို့တော့ real market လို့ပဲအဆင်ပြေပြေ trading strategy တွေကိုစမ်းသပ်လို့ရမယ် feature လေးတစ်ခုဖြစ်ပါတယ်။ဒီ feature က crypto trading ကိုလေ့လာနေတဲ့သူတွေရဲ့အတွက်ပို့ပြီးတော့လွယ်လွယ်ကူကူနဲ့လေ့လာနိုင်အောင်တကယ်ကျွန်တော်တို့အာ trader position တွေကိုစမ်းဝင်ပြီးတော့ trade လုပ်လို့ရအောင်လုပ်ပေးထားတဲ့ feature တစ်ခုဖြစ်ပါတယ်။ zero risk လည်းဖြစ်တယ်အကိုအနေနဲ့ဗာရနိုင်လဲဆိုတော့ trading strategy တွေကို လေ့လာပြီးတော့ကိုယ့်ရဲ့ trade position တွေကိုအမှန်တကယ်ဝင်ပြီးတော့ trading နဲ့ပတ်သက်တာတွေကိုလေ့လာလို့ရနိုင်တယ်သို့တော့မျက်ရင်လည်းတကယ်မျက်မှောင်မဟုတ်တယ်လို့ရှုံးရင်လည်းကိုယ့်ရဲ့ပတ်သက်တကယ်ရှုံးမှာမဟုတ်ဘူးဒီမှာအစံပေးသုံးထားတဲ့ပတ်သက်တွေပဲဖြစ်တဲ့အတွက်အာ stall loss တွေ take profit တွေကိုဝေချတယ်လို့စီမံခန့်ခွဲလို့ရတယ် အဲ့တော့ trading ကိုစပြီးတော့လေ့လာခြင်းနဲ့ကိုယ့်ရဲ့ passive asset ကိုသုံးပြီးတော့လေ့လာရမှာလဲကြောက်တယ်ဆိုတဲ့သူတွေရဲ့အတွက်အရန်ကိုအသုံးဝင်တဲ့ feature လေးတခုဖြစ်လာနိုင်ပါတယ်။ဘယ်ကနေသွားရမလဲဆိုတာကိုလည်းကျွန်တော်နဲ့အတူတူဒီနေ့ကြည့်ကြရအောင်ပေါ့နော်။ကျွန်တော်ဖုန်းမှာလည်း screen record လေးလောက်ထားပေးမယ်။အပြီးပြီဆိုရင်ဒီဘက်ဘေးမှာလည်းကျွန်တော်ဖုန်း screen ရဲ့ record ကိုဒီဘေးမှာကျွန်တော်ပြပေးထားမယ်ပေါ့နော်။ဒါဆိုရင်အားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်လို့ရမယ်ထင်ပါတယ်။အဲ့တော့နည်းနည်းလေးကျွန်တော် setup လေးပြင်လိုက်ပါအောင်မယ်။ စကရူရော့ကိုလည်းလုပ်ပြီးသွားပါပြီပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ Binance တဲ့ကိုဝင်ပြီးဆိုရတဲ့မြင်ရမယ့်အရာကတော့ကျွန်တော်တို့ရဲ့မျက်ရည်တွေဖြစ်ပါတယ်နောက်တာပါဒီရက်ထဲမှာ crypto market ကလည်းနေပြီးရင်နေကြပြီးရင်ကြ extreme fear တောင်ရောက်နေပြီပေါ့နော်လူတွေလည်းကြောက်ရောက်ရောက်နေကြတဲ့အချိန်ကိုရောက်နေပါတယ်အဲ့တော့ဒီနေ့က demo trading အကြောင်းပြောမှာဆိုတော့ demo trading ဘက်ကိုပြန်သွားပါမယ် ဘောင်းဆုံးနေနဲ့ကျွန်တော်တို့ home name ကိုရောက်ပြီဆိုရင်ဒီထက်ကပဲ mall ဆိုတဲ့ icon လေးပါတယ်ဗောနော mall ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်လေးကိုနည်းဆွဲလိုက် common function နဲ့မှာပဲပါတယ်ဗောနော common function နဲ့မှာ demo trading ဆိုပြီးတော့ gain control icon လေးနဲ့ပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ demo trading ဆိုတဲ့ခေါင်းစဉ်နဲ့တွေ့ရလိမ့်မယ်တယောက်မှာ market ရဲ့ trade ရဲ့ assets ရဲ့၃ခုပါတယ်အဲ့တော့ market ကတော့ရှင်းတယ်ကျွန်တော်လက်ရှိ crypto market ထဲမှာရှိနေတဲ့ Binance က list ပေးထားတဲ့ token pair တွေကိုတွေ့ရမှာဖြစ်ပါတယ်။ trade ဆိုတာကတော့ကျွန်တော်တို့ဒီ trade position တွေကိုစမ်းပြီးတော့ဝင်လို့ရတဲ့နေရာလေးဖြစ်ပါတယ်။ trade မှာမှာ၃မျိုးရမယ်။ spot trade လုပ်လို့ရမယ်။ future trade လုပ်လို့ရမယ်။ future trade ကိုမှကျွန်တော်တို့ coin တွေကိုသုံးပြီးတော့ trade လုပ်လို့ရမယ်။ coin m ဆိုတာလေးပါတယ်။အဲ့တော့ spot ဆိုတာကတော့လက်ရှိကျွန်တော်တို့အပြင် spot မှာအယောင်းဝယ်လုပ်နေတဲ့အတိုင်းပဲ leverage မပါဘဲနဲ့အယောင်းဝယ်လုပ်လို့ရတဲ့အရာတစ်ခုပေါ့နော် အာကျွန်တော်တို့ကကိုမစကျင်တဲ့ DC plan တခုကိုတကယ် pass asset ကိုမတုံးမင်းနဲ့ DC plan တခုစကျင်နေတယ်ဆိုရင်ဒီကနေပြီးတော့စကျင်လို့ရတယ်။ထားပါတော့ဘေးကွန်ကိုတနေ့ဒေါ်လာ90ကိုဝယ်မယ်ဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့ဒေါ်လာ90ကိုပုံမှန်ဝယ်ဝယ်သွားပြီးတော့ဟာဒီမိုနဲ့စမ်းကြည့်လို့ရတယ်ပေါ့နော်။ဒီလိုမျိုးဒီမိုနဲ့စမ်းကြည့်ပြီးတော့အဲကို plan လေးအတိုင်းပေါ့တစ်လနေအမြဲဘလောက်ရလဲ။နှစ်လနေအမြဲဘလောက်ရလဲ။အဲဒါဆိုရင်တကယ် pass asset နဲ့စမ်းကြည့်မယ်ဆိုရင် အဆင်ပြေနိုင်လားဒါတွေကိုကိုယ်တိုင်ပြန်ပြီးတော့လေ့လာဆန်းစစ်သုံးသပ်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။ Sport ရဲ့ဘေးမှရှင်နေရာတော့ future ဖြစ်ပါတယ်။ future မှာလည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ကိုယ့်ရဲ့ trading position တွေကိုယ့်ရဲ့ trading setup တွေကိုဒီ demo ပတ်ဆက်ကိုတုံးပြီးတော့ကျွန်တော်တို့အစမ်း trade လုပ်ကြည့်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။အပြင်က future မှာပါတဲ့ function တွေအတိုင်းပဲဒီမှာပါတယ်။ချက်တွေကြည့်လို့ရမယ်။ PB ဆိုရယ် calculator တွေတုံးလို့ရမယ်။အာဒီလိုမျိုး function ရစာအသေးစိတ်ထည့်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲဆက်ပြီးတော့စံလုပ်ဖို့အတွက်လည်းကျွန်တော်တို့ training နဲ့ sample အတွက်ဒေါ်လာ9000စီထည့်ပေးထားတာကိုတွေ့ရတယ်အဲတခြား client တွေလည်းထည့်ပေးထားတယ်ဗောနော Ethereum နဲ့ BNB တို့ထည့်ပေးထားတာတွေ့ရတယ် BTC ထည့်ပေးထားတာတွေ့ရတယ်အဲ spot အတွက်ဆိုရင်လည်းဒေါ်လာ9000ထည့်ပေးထားတယ်ဟောကျွန်တော်က spot မှာတထောင်မှုစံဝယ်ထားဖြစ်တဲ့အတွက်ကျွန်တော်စီမှာ USDT က4000ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ် future အတွက်ဆိုရင်လည်းကျွန်တော်တို့ဒီဒေါ်လာ1000ကျော်ထည့်ပေးထားတာကိုတွေ့ရတယ်။ SSOR လေးကိုနှိပ်လိုက်တယ်ဆိုရင် USDC က9000ထည့်ပေးထားတယ်။ USDT ကို9000ထည့်ပေးထားတယ်။ပတ်သက်တော့အပြေကိုတကယ်ထုတ်လို့မရဘူးပေါ့နော်။ဒီဒီမိုပတ်သက်တွေကိုသုံးပြီးတော့ trading strategy တွေကိုယ့်ရဲ့ trading position တွေကိုစမ်းဝင်လို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ပြီးရင် BTC 0.01ဆိုပြီးတော့ထည့်ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ USDT က9000ထည့်ပေးထားတာဒါကျွန်တော် Sand Trade နဲ့ဒေါ်လာ1000ကျော်ဖြစ်နေတာပေါ့နော်။အဲ့ဒီလိုမျိုးကိုယ့်ရဲ့ trading position တွေကိုယ့်ရဲ့ trading setup တွေကိုစမ်းလို့ရတဲ့ feature လေးတခုဖြစ်ပါတယ်။ပြန်ပြီးတော့ကျွန်တော်တို့ Nogo Binance ရဲ့ interface ကိုပြင်ချင်တာဆိုရင်ညာဘက်ပေါ်လေးမှာ back to live ဆိုပြီးတော့ညာလေးနဲ့ပါတယ်။အဲ့လေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော် Nogo Binance ရဲ့ main page တကယ်ပတ်ဆက်အစ်စ်တွေထားတဲ့နေရာကိုပြန်ရောက်သွားမှာဖြစ်ပါတယ်။ Okay ပါဒါဆိုရင်တော့ demo trading ကိုဘယ်မှာသွားလုပ်လို့ရလဲ။ demo trading ကဘာလဲဆိုတာကိုအားလုံးနားလည်သွားကြမယ်လို့ညွှန်လင်းပါတယ်။ဒီလိုမျိုး trade position တွေကိုစမ်းသပ်ပြီးတော့အာကောင်းမွန်တဲ့ strategy တွေကိုလည်းအမြန်ဆုံးရှာတွေ့နိုင်ကြပါစေ။အားလုံးပဲဗီဒီယိုကိုအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်နော်။အားလုံး trade တိုင်းပြန်ကြပါစေခင်ဗျာ။